ဝေဖန်လေးကနေသူတွေကိုတဲပြောလာတဲ့လိုင်တာယာကိုကြီးမင်္ဂလာပါအော်ဒီယိုပိုင်းစောင်းနေကနေကြိုဆိုပါတယ်ဒီခါမှာတော့လိုင်တာယာကဖြစ်စင်မှာရိုင်းနှက်ခံရတဲ့အမျိုးသမီးကြီးကိုကိုညီလို့ဝေဖန်လေးကနေကြားသူတွေကိုတဲပြောလာတဲ့လိုင်တာယာကိုကြီးရဲ့ဗီဒီယိုဖိုင်ကိုပြန်လည်တင်ဆက်ပေးမှာဖြစ်ပါတယ်သူပြောရတယ်ကတော်တော်လေးမှန်ပါတယ်အားကြောင့်တေချလေးအဆုံးထိအောင်နားဆင်ကြည့်ပေးပါခင်ဗျာအခိုးခံရတဲ့လူအားတဲ့အချုပ်ထဲမှာတဲ့ ဟိုခိုးတဲ့တခိုးအားတဲ့အိမ်မှာနေပြီးတော့အလှငွေတွေထိုင်ပြီးလက်ခံနေတယ်တဲ့ဟိုမြန်မာနိုင်ငံကြီးကတရားကြတယ်ပေါ့အဲခတ်တော့ခတ်နေပြီစောက်ယူးတွေတမျိုးစောက်ယူးတွေတမျိုးနော်ဆိုင်ရှင်မိမလည်းအထဲမှာပဲခိုးတဲ့အဖွားကြီးလည်းအထဲမှာပဲဘူမသိကိုမသိနဲ့သူများရောင်တိုင်းရှောက်ရောင်ပြီးတော့ဟိုဟိုတစ်တော်လေးမှာလိုက်ကလေးပါလေးရလို့ရ냐ဆိုပြီးတော့အားလေကို အခိုးခံရတဲ့လူကချုပ်ထဲမှာတဲ့ခိုးတဲ့တခိုးရတဲ့အိမ်မှာမိမိထိုင်အလူငွေလက်ခံနေတဲ့နိုင်ငံမှာနေရတယ်ဒီပိုင်းနဲ့စောက်ယူးတွေစောက်ွက်လာပြောင်းခင်ဗျားတို့ကတိုက်ပြီးတော့သူများမုန်းခံနေနေနော်ခိုးတဲ့သူကလည်းမှုဖွင့်ရမှာမဟုတ်ဘူးဟုတ်လားရှိုက်တဲ့သူကလည်းတခိုးကိုမှုဖွင့်ရမှာမဟုတ်ဘူးအချိန်တိုင်းသူတို့ကသူတို့တယောက်နဲ့တယောက်တောင်းပန်ပြီးကျင်းတတ်ပြီးလက်စွဲနှုတ်ဆက်သွားလိမ့်မယ်ခင်ဗျားတို့ကဖင်ရပြီးခင်ဗျားတို့ကတတ်တက်လိုက်မုန်းခံပြီးတော့တောင်ပြောမြောက်ပြောနေရှောက်ပြောနေဒုက္ခပဲလူချစ်လူငယ်ပေါ့နေသက်မှာသူများမဟုတ်ခံသက်မှာ ਨੇ တော့ဗာလဲခိုးတဲ့လူကအိမ်မှာမိမိတိုင်းအလူခံနေတယ်တဲ့ဟိုကဟိုကသူကသူတော်မှဟိုမှာခြေထဲမှာဟမ်ရိုက်တဲ့လူကလည်းခြေထဲမှာဒီမှာနှစ်ယောက်လုံးအဖော်ရနေတဲ့ဟာဘာဒီစောက်ယူသူများရှောင်းနေရှောက်ရှောင်းနေစောက်ပေါ်လေဆင်းရဲတဲ့ဘက်ကာကွယ်မင်းခင်ဗျဆင်းရဲဘူးလားခင်ဗျားတို့ဆင်းရဲဘူးလားအခုကိစ္စကဘယ်လိုဖြစ်လဲဆိုတော့နှစ်ပိုင်းကွဲနေနှစ်ပိုင်းမဟုတ်ဘူးသုံးလေးပိုင်းလောက်ကွဲနေတာအဲဒီဘာဒီကိစ္စတစ်ခုနဲ့ပေါ့နော်အဲလူအမြောင်များတောင်မှပဲဘယ်လို စိတ်ဝင်ကွဲတဲ့ပုံစံဖြစ်ဟိုခိုးတဲ့လူကလည်းခိုးတယ်မိတဲ့လူကလည်းသူ့ပစ္စည်းပါသွားတော့ဒေါသလျောက်ညှိနှက်တယ်ပေါ့ပြီးတော့ဆိုရှယ်မီဒီယာပေါ်မှာတင်လိုက်တယ်အဲ့တော့ကဲတနာရီထားတက်ကြတာပေါ့အဲကျွန်တော်ညားထဲမှာတချို့ကကျွန်တော်ပြောတယ်ကိုကြီးဒီလောက်ဟိုညမနှိမ့်ဆက်ခံညှိနှက်ခံရတာပေါ့လေကိုကြီးတို့လိုင်းတာမှာဖြစ်တာကိုကြီးနေနေဘာမှ ကိုညီဆောင်ရတာမရှိဘူးလားဆိုပြီးကျွန်တော်တကွန်ကွန်နဲ့ဖုန်းနေဆက်တယ်စာရီပို့ကြတယ်ပေါ့နော်ဟုတ်ကဲ့အဲတချို့ကြတော့နိုင်တာကိုကြီးอ่ะဒီစိုင်းပိုင်ရှင်နဲ့ဘာတော်လို့ငိန်နေတာလဲပေါ့စိုင်းပိုင်ရှင်နဲ့ဘာတော်လို့ငိန်နေတာလဲတဲ့အဲတချို့ကြတော့ကျွန်တော်ဘောနော်ဒီတခုတ်အားပေးတယ်ပေါ့ခိုးတဲ့လူအားပေးတယ်ပေါ့ဟိုတခုတ်ကတခုတ်ပဲအားပေးကြအကြောင်းရှိဘူးပေါ့အဲ့တော့ ကျွန်တော်ပြောချင်တာကဟုတ်တယ်တခုဟာတခုပဲမှန်တယ်ဟိုစိုက်ရှင်ကလည်းသူ့ရဲ့ပစ္စည်းပါသွားတဲ့အတွက်ဒေါသလျောက်သူတုံ့ပြန်တယ်ဗောလေအဲ့ဒါကိုတချို့တချို့တချို့သောလူတွေကစိုက်ရှင်ရဲ့လုံရက်ကိုလက်မခံဘူးလက်မခံဘူးအဲတချို့တချို့လူတွေကြတော့လေတခိုးခိုးတဲ့အဖွားရဲ့လုံရက်ကိုလက်မခံဘူးသူခိုးလို့ရိုက်အဲတချို့ကလည်းခိုးတာခိုးတာဗော ကိုယ်ကသူအပြည့်နဲ့သူပေါ့ဒီလိုညှင်းမဲ့နှိမ့်ဆက်ရိုက်နေတာအဆင်မပြေဘူးဆိုကြတော့ခလေးပေါ့နော်ခလေးကိုတနာကြတယ်ခလေးကိုရိုက်နေနှိမ့်ဆက်တဲ့အတွက်ကိုဟိုပေါ့သူတို့ရင်ထဲမှာမကောင်းကြဘူးပေါ့ဟုတ်ပြီအဲ့တော့ဒီဆိုင်ရှင်ဘက်ကကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဆိုင်ရှင်ဒီသူပစ္စည်းတွေပေါ့နော်ဒီအခွားကြောင့်လည်းဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်တခြားသူတယောက်ကြောင့်လည်းဖြစ်မယ်မကြာခဏဟိုပျောက်တယ်ပဲထားပါတော့သူပျောက်လို့သူရဲ့ပစ္စည်းဆုံးရှုံးတာကြောင့်သူဒီဒေါသလျောက်ဟုတ်တယ်ဟိုကိုလည်းကျွန်တော်ဆိုလည်းကျွန်တော်ပစ္စည်းဆုံးရှုံးရင်တော့ဒေါသလျောက်တော့ဖြစ်မိမှာပါဒါပေမဲ့သူဒေါသလျောက်ဖြစ်တဲ့ ုံပြမှုကြောင့်ဒါကိုအများပြည်သူရဲ့ညုံညင်းကြီးကိုခံရတာပေါ့လေနော်အဲ့တော့ဒါဆိုင်ရှင်ဘက်ကကြည့်တာပေါ့ဆိုင်ရှင်လက်သူရဲ့ဒေါသလေးကပေါ့ဟုတ်ပြီဟိုဒီခိုးတဲ့လူဘက်ကကြည့်မယ်ဆိုဟုတ်ပြီသူဒီဒီခိုးစားတဲ့လောက်ကိုအတမွေးအကြောင်းပြုတ်နေတာလားပေါ့နော်ဒီဟာကိုပေါ့နော်ခိုးစားတဲ့အလုံးနဲ့အတမွေးအကြောင်းပြုတ်နေတာလားဒါမှမဟုတ်ဒါမှမဟုတ်သူ့ရဲ့အခက်ခဲတဲ့ဒုံတရားကြောင့်ပေါ့နော်ဒါကိုလုံလိုက်တာလားဒါကိုလုံလိုက်တာလား အဲနောက်ဒီကလေးကရောငှားလာတာလားဆိုတာရှိတယ်ကလေးကတော့ငှားလာတာမဟုတ်ဘူးကလေးကတော့သူအမြဲတမ်းထိန်းနေကြကလေးဖြစ်တယ်ဒီကလေးကသူဒီကလေးတေးသေးလေးဘွားတွေကလာသားရွယ်လေးတွေကသူထိန်းချောင်းလာတဲ့ကလေးဖြစ်တဲ့အတွက်သူအမြဲခေါ်ခေါ်ဝါးလေးရှိတယ်ဗောလေကလေးကတော့အဲသူနဲ့ဆွေမျိုးဆိုလို့ရှိရင်တော့ဆိုင်တော်တယ်မဆိုင်မတော်ဘူးဆိုင်တော်တယ်မဆိုင်မတော်ဘူးဘာလို့ဆိုင်တော်တယ်မဆိုင်မတော်ဘူးလဲဆိုတော့ဒီဒီခိုးတဲ့အဖွားရဲ့ပါးကခိုးတဲ့အဖွားရဲ့သားကဒီကလေးရဲ့ အမေရဲ့အမေနဲ့ယူလာတာဒီကလေးရဲ့အမေနဲ့အမေနဲ့ယူလာတာပါခိုးတဲ့အဖွားရဲ့ရှင်းရှင်းပြခိုးတဲ့ဒီအဖွားရဲ့ခိုးတဲ့အဖွားရဲ့ตาအသက်ငယ်တယ်သူ့သားယူထားတဲ့သူ့သားရဲ့မိန်းမအသက်ကြီးတယ်ပေါ့နော်အဲ့ဒီမိန်းမမှာပါလာတာကဟိုသူ့သမီးသူ့သမီးပါမယ်မိပါမယ်ပေါ့နော်အဲအဲအဲ့လိုတွေပေါ့အဲတော့စိုက်ရင်တော့တော်တာပေါ့စိုက်ရင်တော့မတော်ဘူးပေါ့အဲ့တော့ကျွန်တော်ကိုချင်းစားတယ်ကိုချင်းစားတယ်ဒီကိုခိုးခံရတဲ့ဒီဒီအမျိုးသမီးတွေဘက်ကလည်းကိုချင်းစားတယ်လို့ ခိုးတဲ့ဟာကိုကျွန်တော်တို့ကကာကွယ်ပေးနေတာမဟုတ်ဘူးเนาะကျွန်တော်တို့ကရိုက်တဲ့နှိမ့်ဆက်တဲ့လူလည်းကျွန်တော်တို့ကအပြစ်ပြောနေမှာမဟုတ်ဒါမဲ့ဟိုလူတယောက်ရဲ့ရှေ့မှာဗောနော်သူခိုးလိုက်တာကျွန်တော်တို့မတွေ့ဘူးလေသူတို့လည်းမတွေ့ကြဘူးအပြင်လူတွေလည်းမတွေ့ကြဘူးဒါမဲ့ဟိုဒီကိုယ့်ရှေ့မှာကိုယ့်မျက်လုံးနဲ့ဟိုထင်ထင်ရှားရှားမြင်ရတာကြတော့ဒီရိုက်တဲ့နှိမ့်ဆက်တာကိုမြင်ရတဲ့အခါကြတော့စိတ်မကောင်းကြတာစိတ်မကောင်းကြတာတချို့ကတော့အကြလူကြဗောနော်တချို့ကတော့မလူဘူးဗောအကျွန်တော်ဆိုလည်းမလူကျွန်တော်ဆိုလည်းမလူဘူး ဒါဟိုလှူရတန်းရလောက်တဲ့အနေထားရှိမရှိဆိုတာတေချာမသိပဲနဲ့ဘာမှလုပ်လို့မရဘာမှလုပ်လို့မရအဲကျွန်တော်လှူလှူပြစ်မယ်ဆိုရင်တော့ဒီအဖွားကဘောနော်သူ့ရဲ့အရန်အကြက်တဲဖြည့်ရှင်းစရာအကြောင်းတစ်ခုရှိလို့မဖြည့်ရှင်းနိုင်လို့ဒီပြဿနာကိုဒီလိုဖြည့်ရှင်းလိုက်ရတာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကသူ့ရဲ့ပြဿနာကိုကျွန်တော်တို့ဖြည့်ရှင်းပေးဖို့အတွက်ကျွန်တော်တို့ကကုညီသေးတာကုညီမယ်အဲလှူလိုက်ပေးခိုင်းစင်တာလှူလိုက်ပေးခိုင်းမယ်ပေါ့နော်ကျွန်တော်ဆိုလည်းမလှူဒါပေမဲ့တနာကြတယ်လူတွေက တနာကြတဲ့အတွက်လူကြတန်းကြတယ်ပေါ့အဲ့တော့ကျွန်တော်မလူဆိုရင်ပြင်ကျွန်တော်မလူထားလိုက်တော့လူကျင်တဲ့လူလူလေးကျွန်တော်ပြောစရာအကြောင်းမရှိဘူးလူတယောက်ရဲ့ခံစားချက်ချင်းမတူဘူးကြုံတွေ့လာတဲ့ဘဝချင်းမတူဘူးကြုံတွေ့နေတဲ့ဘဝချင်းမတူဘူး तू လူချင်လို့လူတာလူပါစေ तू ကုသိုလ်ရမသိကြောင်ဆောင်နေလိုက်ကိုမလူချင်ဘူးမလားကိုမကြိုက်ဘူးမသိကြောင်ဆောင်နေလိုက်ဟာဒီလူခိုးတာကွာခိုးတဲ့လူကိုမင်းတို့ကဟိုကာကွယ်ပေးနေတယ်စင်ရတဲ့ဘက်ကာကွယ်ပေးနေခမရစင်ရဘူးလား ခင်ဗျားတို့စင်ရဲဘူးလားသမင်းငတ်ဘူးလားမစင်ရဲဘူးသမင်းမငတ်ဘူးရင်အဲ့ဒါတွေမသိဘူးခင်ဗျားတို့အဲ့လိုအကြီးအကျယ်ဒုက္ခဖြစ်ရှင်းလို့မရနိုင်တဲ့အခက်ခဲတွေကြုံဘူးလားလူဆိုတာကြံရမရတယ်ဆိုတဲ့စကားအလကားမဟုတ်ဘူးဟာလေမင်းစင်ရဲတိုင်းတာကွာတဲ့အခက်ခဲဖြစ်တိုင်းတာဒုက္ခရောက်တိုင်းတာခိုးစားရတခိုးတွေကုန်ဖြစ်ကုန်မှာပေါ့တဲ့တောင်းစားပေါ့တဲ့အဒုက္ခရောက်တိုင်းတောင်းစားရလေအကုန်တောင်းစားဖြစ်ကုန်မှာပါလူလောကလေဒါလူဘဝလေတခိုးရှိလူလိန်ရှိလူညာရှိတဲ့ ဓမ္မရှိတယ်အများကြီးရှိတယ်လေလူဆိုတဲ့သူ့ဘဝနဲ့သူ့ဖြစ်တည်မှုနဲ့သူသူ့ဖြစ်တည်မှုနဲ့သူမတူကြဘူးလေတယောက်နဲ့တယောက်ကမမရှိတိုင်းခိုးစားရမှာမဟုတ်တယ်လို့မရှိတိုင်းလည်းတောင်းစားရမှာမဟုတ်ဘူးတကြီးရွယ်ဦးတချို့ရဲ့ကြုံတွေ့ရတဲ့အခက်ခဲဘာလဲဆိုတော့သူတို့မှအင်အားမရှိအင်အားမရှိတဲ့အတွက်သူတို့ခွန်အားနဲ့ပတ်သက်ပြီးတော့ငွေရှာလို့မရအောင်အဲ့တော့သူတို့မှလည်းသူတို့ကြံရံမရလုံမိလုံရလုံတာမျိုးရှိတတ်တယ်

ခင်ဗျားတို့မစင်ရဘူးလို့ခင်ဗျားတို့ဒီစကားပြောတာခင်ဗျားတို့စင်ရဘူးရင်တော့ဖြည့်ပြီးတွေးပေးမိလိမ့်မယ်ပေါ့နော်အဲနောက်တစ်ခုပေါ့ဟာပစ္စည်းလေးဒီလောက်ပါသွားတာကွာဒီလောက်လောက်ရလားဆိုတာကိုကိုတိုင်ချွေးနဲ့တွင်းနဲ့ရင်းပြီးရှာထားတဲ့ပစ္စည်းအလကားတက်တက်အချောင်ယူတဲ့လူကလာပြီးယူသွားတဲ့အခါကျရင်ခင်ဗျားပြည့်ကြုတ်ပဲပြည့်ဒေါသတော့ထွက်မှာပဲလေဆိုင်ရှင်ဘက်ကကြည့်ရင်လည်းဒီလိုမြင်လို့ရတယ်ခင်ဗျားပဲပြည့်ကြုတ်ပဲပြည့်ဒေါသတော့ထွက်မှာပဲကြင်ကြင်ခါခါခိုးခံရလို့ သူဒါဒီဝါခိုးတာဖြစ်ချင်မှဖြစ်မှာပေါ့လေဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ချင်းကသူ့ပြည်စီပြောက်လို့တရားခံမိတဲ့အခါကျတော့သူဒေါသနဲ့ရောက်သူတုံ့ပြန်မှာတုံ့ပြန်မိမှာပဲမမိတဲ့အချိန်တုန်းကတော့လွတ်တော့လွတ်တော့စားသွားတယ်ဗျတုံ့ပြန်ခွင့်မရကလိ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 နဲ့ဆိုင်ထဲမှာဟုတ်ပြီမိသွားပြီမိသွားပြီတော့လုံအောင်ဟာဆိုတဲ့အတိသူတို့မှရှိတယ်ဒါကတော့တူတူကိုကိုဒါဖြစ်လေဖြစ်တာရှိတာပဲလေဖြစ်လေဖြစ်တာရှိတာပဲမှားတာကတော့နှုတ်နှစ်ဖက်လုံးကမှားနေတာပဲနှုတ်နှစ်ဖက်လုံးကမှားနေတာပဲမှန်နေတယ်ဆိုတာကတော့ဒီခလေးတိတိလေးပဲရှိနေမယ် မားတာတော့မားနေအဲ့တော့နှစ်ဖက်လုံးမားနေတဲ့ဘက်ကိုတယောက်ကတစ်ဖက်ကိုသွားရရင်သူလည်းမားနေတဲ့ဘက်ရက်တာပဲလေနှစ်ဖက်လုံးမားနေတာဘယ်ဘက်ရက်ရမားနေတာပဲအဲ့တော့သူရက်ချင်တဲ့ဘက်ကိုရက်သူလူချင်းလူမလေးစီမလူချင်းမလူနဲ့ကိုကကိုအေးစင်းနေလိုက်စိတ်မချမ်းသာဘူးလားစိတ်မချမ်းသာဘူးလားအဓိကပြောချင်တာခမည်းစင်ရဘူးလားခမည်းပြင်းစီ